ကြာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ20ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘဝတွေ့တယ်မယ်ရှင်မကြအောင်မြင်မယ်နာမည်ကျော်ကြမယ်ကိုလို့သမျှလူသိထင်ရှားပြမယ်ကိုယ်ပေါ်မှာလူများအာယုံစူးဆိုင်နေလိမ့်မယ်အပြိုင်ဆိုင်ကြာတွေ့တယ်မယ်ဝေကြီးတော့အဖက်မတင်ဘူးသုံးဆွဲလူစိတ်တွေတဖွာဖွာပေါ်ပေါက်နေမယ် စုစားဖို့တဲ့သုံးဆွဲဖို့ကိုဦးစားပေးပြီးတော့စိတ်ကူးတဲ့ဖြင့်စုထားတဲ့ပိုက်ဆံတွေကယူပြီးတော့သုံးပြတ်တတ်တယ်။ငွေကြီးအပေးယူကိစ္စတွေမှာလည်းအငင်းပွားတတ်တယ်။အလုပ်ဖို့ကိစ္စပွဲတွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာဆောင်ရွက်သမျှထိုးပေါက်ပြီးအောင်မြင်နိုင်တဲ့ကံအကျိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ်။နှစ်ဆနှစ်နှစ်ရလုံးသမျှရည်ရွယ်သမျှအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၂၃ရက်နေ့မှာပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ပြီးရင်တူတူကြကြတိုးတက်သွားမယ်။ 24ရက်နေ့ကစမ်းဖွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သော ကောင်းသတင်းကြားသိရမယ်25ရက်နေ့မှာလူမျိုးကွဲအကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်သွာလာနေတဲ့ကူးဆက်ပဲအရှိရကုန်တည်သွားစေခြင်းရှိတတ်တယ်မနေ့ကိုနိုင်ခွဲနဲ့ကိုနိုင်တွင်သွာလာကူးဆက်26ရက်နေ့မှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်ခဲဖြစ်ရှင်းနိုင်မယ်ဒါပေမဲ့မတော်ဆနေကိုအရှိတောင်ရကုန်တည်သွားစေဖြစ်တတ်တယ်ညနေ3နာရီနဲ့4နာရီခွဲတွင်သတိထား 29ရက်နေ့ကရန်ကုန်ဖြစ်နေရတဲ့လကားနေကိုပဋိပက္ခတွေနဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်28ရက်နေ့ဆုံးဖြတ်ချက်မှန်တယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲဖြစ်ရှင်းနိုင်မယ်29ရက်နေ့မှာတပြိုင်တည်းတဲတစ်ခုနဲ့မကတဲ့လို့တွေလုတ်ပြီးတိုးတက်မယ်30ရက်နေ့လို့သမျှချောမွေခြင်းအောင်မြင်ခြင်းဘဝတိုးတက်ခြင်းတွေကြုံမယ်29ရက်နေ့30ရက်နေ့တွေကခေါင်းစည်းခေါင်းစော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာစပင်းပုံစံပြောင်းလိုက်ရင် ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဘုသူမွေးသူတွေဒုက္ခပေးတတ်တဲ့တလေကိုကနံကျိုးပေးတယ်အညိုရောင်ပြရောင်မိခိုးရောင်တို့ဝင့်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရလို့ငါ အိနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးကြောင့်ပါစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။တောက်ကြံနေမွေးသူအလုံးမင်္ဂလာပါ။2025ခုဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာထူးခြားတဲ့ကံပြောင်းလဲတွေတိုးတက်မှုတွေရှိတယ်။အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တာကြိုးပေးမယ်ခီးကံကောင်းမယ်လူမျိုးွဲကြိုးပေးမယ်။ရန်တိုက်ခံတဲ့ ရှင်ပြီးတော့ရတာတွေကြုံတတ်တယ်။ချက်ချင်းဆုံးဖြတ်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့အကျိုးပေးခြင်းတွေကိုရရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။ဝေကြီးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာကောင်းသောကံပေါ်မယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်။ရန်တိုက်ခံတဲ့ရှင်ပြီးလုပ်တဲ့ကိစ္စတွေမှာကောင်းသောကံနဲ့တဏှာနဲ့ပွင့်ပြီးတော့အရာရာဆင်ပြေသောနေသားတွေတဆင်ပြီးတဆင် ဖဏိယစီသွားမယ်22ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲနေပတ်သက်တဲ့ကံကောင်းမယ်23ရက်နေ့မှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီစဉ်ဆောင်ရွက်ဆင်ပြေမယ်24ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးမှအလိုပြည့်စုံခြင်းကိုကြုံမယ်25ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့ငွေချေလုပ်ငန်းစီပွားကောင်းမယ်အသေးစားထိခိုက်မှုတော့နည်းနည်းကျူးဆက်ရမယ်အပြိုင်ကြမ်းမှာ တိုးတက်မှုကိုဖန်တီးရမယ်။အဲဒီ25ရက်နေ့မှာအရှိရကုတည်သွားစဉ်အနေဖြစ်တတ်တယ်။မနေ့ခွန်နိုင်ခွဲနဲ့9နိုင်တွင် သွားလာကြည့်ဆက်ရမယ်။26ရက်နေ့ကအရာရာဆင်ပြေသောနေထိုင်ရှိတဲ့ကစားလူ၄ယောက်တူခီးသွားရန်နေဖြစ်တတ်တယ်အပြင်အရှိတော်ရကုတည်သွားစဉ်အနေရှိတတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲတွင်မှာ အသွမ်းလာဂရုစိုက်ရမယ်29ခုနှစ်မှာခေါင်းစည်းကောင်းစွာပြုရေမတန်ကောင်းတဲ့စိတ်ချမ်းသာခြင်းကံကံကောင်းခြင်းအနာရောဂါကင်းခြင်းရှိမယ်ဘုရားရစင်ပြေသောကံတွေလည်းပေါ်မယ်28ခုနှစ်မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်နာမည်နဲ့ကောင်းတဲ့င်းကိုကြောင်းမယ်29ရက်နေ့ကရံကိုများတတ်တဲ့ပြဿနာများတတ်တဲ့အတိုက်ခံနေတဲ့ရှင်ပြီးတော့ရတတ်တဲ့30ရက်နေ့ကတော့ လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းနေရှိမယ်မိကောင်းဆွေကောင်းထောက်ကူတည်းရရှိမယ်ကောင်းစီကောင်းစွာပြုခြင်းဆောင်ရွက်၍ကောင်းသောကျိုးဆက်ရရှိမယ်တပတ်တော်ကာလအတော်တွင်မှာဇာတာပတိနေဗုဒ္ဓနေစနေနေမွေးသူများကောင်းကျိုးပေးတယ်တနည်းငွေတင်းတာမွေးသူများဒုက္ခပေးတတ်တယ် တင်ငါကုကနန်းနေချိုးပြတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလူရကိစ္စဆောင်ရနိုင်တယ်အဆင်းရောင်ဖဲကြိုးစားကိုမင်းနဲ့သာပြန်ပြီးလူနဲ့ဆောင်ရွက်ပေးပါကျေးဇူးတင်ပါတယ်